ဆိုမြန်မာနဲ့အာဆီယံဆက်ဆံရေးကဒီတော့ပဲပြီးသွားလို့ရှိရင်သူကဒီဟွာပဲလေကျွန်တော်ဒီဒီမိုကရေစီနည်းကြအစိုးရတခုလွတ်တော်ဒါတွေဒါတွေပေါ်ထွက်လာမှာလေအဲ့တော့သူတို့ကအတိမတ်ပြူပြူရပြောပြောမပြူဘူးပြောပြောဒါတွေကအဲ့ဒါတွေကအဓိကမကြဘူးကျွန်တော်တို့အမှန်တကယ်ကျွန်တော်တို့ကအစိုးရကရုပ်ောက်ပွဲကိုရိုးသားသားကျင်းပပေးလိုက်တယ်ဆိုရင်သူကအလိုရောက်အတိမတ်ပြူရမှာလေဒီဂျစ်တယ်နစီဆိုတာသူတို့အတိမတ်ပြူကိုမဟုတ်ပြူလို့မဟုတ်ဘူးဒါကဒီဟလား ကျွန်တော်ရဲ့ဟိုပါပေါ့နော်ဟိုအုပ်ကတ္တာဆင်းသက်တာပါနော်ကျွန်တော်တို့ရိုးသားလုပ်တယ်ဆိုရင်ဒီဂျစ်တယ်ကြီးအလိုလိုနေဒူးထောက်ခံမှုကအလားရှင်းရှင်းလင်းလင်းဖြစ်သွားလို့ရှိရင်တို့ကျွန်တော်တို့ကိုပြန်ပြီးတော့အပြစ်မဲ့ပြူရမှာပဲကျွန်တော်တို့အာဆီယံတိုင်းဝန်ထဲပြန်ဆွဲခေါ်ရမှာပဲပေါ့နော်တို့တို့ကိုယ်ကဟိုအာဆီယံပြည်တွင်းရေးကိုဟာဝင်မစွဲရေးဆိုတာလဲရှင်းထားပြီးသားဆိုတဲ့အခါကျတော့မြန်မာပြည်ကတော့ခုနကဒီမိုကရေစီကြကြရွေးရမယ်ရွေးရဆိုတာကအမှန်တမ်းပြောလို့ရှိရင်ခုနကကျွန်တော်ဟာလာဟိုဘရူနဲဆိုနိုင်ငံမျိုးသွားဘယ်လိုလုပ်မလဲပေါ့နော် ဲ့တော့ဒါကအဲ့ကြီးမားတဲ့ issue မဟုတ်ပါဘူးဒါအဆင်ပြေတော့မှာပါ